စစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမျိုးအခြေစိုက်တပ်ရင်းတွေဖက်ကိုအရခတ်တတော်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတရှုတပ်ရင်းအတွင်ကြာရောက်ပောက်ကွဲမှုတွေရှိခဲ့လို့စစ်ကောင်မရှင်တပ်သားတွေထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။စစ်တွေတပ်ရင်းတွေဖက်ကဒီဇင်ဘာလ၁ရက်နေ့နဲ့၂ရက်နေ့မနက်ပိုင်းတွင်မှာအေအေထိန်းချုပ်ထားတဲ့ရသေးတောင်ပုံနှကျွန်းနဲ့ပောက်တော်စားတဲ့မြို့နယ်တွေကိုလက်နက်ကြီးကြီးတွေနဲ့အဆက်မပြတ်ပြစ်ခတ်မှုတွေရှိခဲ့ပါဗျ။တိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရက်သားနေထိုင်ရာမြို့နယ်တွေကို စစ်တွေအခြေဆိုင်တရင်တွေကလက်နက်ကြီးကြီးတွေနဲ့နေစဉ်ပြစ်ခတ်နေမှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့စစ်တွေဒေသခံတွေကပြောကြပါဗျ။ဒါကြောင့် AA ကလက်နက်ကြီးနဲ့ပြန်လည်တုံ့ပြန်ပြစ်ခတ်ရမှာစစ်တပ်တရင်တွေနဲ့ဒေသကွက်ကဲမုံစစ်ဌာနရှုပ်ဒါကစအထက်ကိုကြားရပောက်ွဲခဲ့ပြီးဒါကစအတွင်စစ်ကောင်မရှင်တပ်သားဆင်းနေရှိတိစုံမှုရှိခဲ့တယ်လို့စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါရယ်ဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းမှာစစ်တပ် area အနီးကို လက်နက်ကြီးကြီးတလုံးကြားရောက်ပောက်ခွဲတဲ့အတံကိုမျိုးရဲကနေတောင်းကြေလောင်စွာကြားခဲ့ရတယ်လို့လဲဒေသခံတွေကပြောကြားပါရတယ်။